မိုးသည်ထန့်စွာရွာတော်မူကြောင်းမြင်းမြို့လင်ကျောရရှိတောကြောင်ပလီယက်တီစတင်တိုင်အောက်နိုင်ရန်အချို့ပြိုကျပစ္စည်းသွားတယ်လို့သိရပါဗျ။အော်တိုဘာလ28ရက်နေ့ညကမြင်းမြို့မှာမိုးသည်ထန့်စွာရွာတော်ခဲ့ပြီးတဲ့နောက်အဲ့ဒီညမှာတင်ပြိုကျခဲ့တာပါ။တောကြောင်ပလီယက်တီစတင်တိုင်ရဲ့မုတ်ပေါအုပ်တိုင်းတချို့နဲ့ထိုင်တုံမူဖျားရရှိတဲ့ဖျားဆောင်တန်းအောက်နိုင်ရန်တချို့ဟာတစ်တန်းကျနေပြီဖြစ်တဲ့အတွက်နေတန်းမိုးတန်းတွေကြောင့်ယူရီပစ္စည်းသွားတာဖြစ်တယ်လို့အလေကျိုးရမှာနေတဲ့မြို့ခံတအူးကပြောပါဗျ။ တောင်ချောင်းပလီယက်တီစာတင်တိုင်းမှာစီယွန်လက်ရစီဒီပထိုးတွေရှိပြီးအဲ့ဒီစာတင်တိုင်းရဲ့တည်တန်းကတော့နေပေါင်းရချီရှိနေပြီဖြစ်တယ်လို့မြို့ခံတချို့စီကသိရပါဗျာ။